ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်ကျယ်ဝင့်ကစားသမားလမင်းယမရဲ့အသက်16နှစ်အရွယ်မှာပြသနေတဲ့စွမ်းဆောင်ရည်ဟာအာဂျင်တီးနားကန်ဝင်ကစားသမားလီယိုနယ်မက်ဆီနဲ့ပေါ်တူဂီကန်ဝင်တိုက်စင်မိုဆီရိုနီဒိုတို့ပြသခဲ့တဲ့စွမ်းဆောင်ရည်ထက်များစွာတာလွန်ကောင်းမွန်နေရလို့သိရပါဗျ။ရှမားဟာအင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိစီမီဖိုင်နယ်ပထမအကြော်ပွဲစဉ်အပြီးမှာဘာစီလိုနာအသင်းအတွက်စုစုပေါင်းပွဲတရာပြင်းပြောက်ခဲ့ပြီးသွင်းကိုပောင်ဝင်ပတ်သက်မှုစုစုပေါင်း55ကြိမ်အထိရှိခဲ့တာပါ ကျမအနေနဲ့အတွင်းကို22ကိုနဲ့ခိုးဖန်တီးမှု33ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကျမအနေနဲ့အဲ့ဒီပွဲအရေးအတွက်အမှတ်တမ်းကောင်းတဲ့အတွင်းကိုပါဝင်ပတ်သက်မှုအမှတ်တမ်းကောင်းတွေကိုအသက်16နှစ်အရွယ်မှာပဲပြုလုပ်ထားတာဖြစ်ပါတယ်။ မက်ဆီဟာအသက်16နှစ်အရွယ်မှာဘာစီလိုနာအသင်းအတွက်စတင်ပွဲထွက်ခွင့်ရကစားဖြစ်ပြီးအသင်းအတွက်ပြိုင်ပွဲစုံ၉ပွဲသာကစားခဲ့ရပြီးတင်းကိုတကိုးသာရရှိခဲ့သလိုဂိုးဖန်တီမူလည်းတစ်ချိန်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။စီရိုနေဒိုကတော့အသက်16နှစ်အရွယ်မှာ Sporting Lisbon အသင်းမှာကစားနေပြီးဖြစ်ပြီးပြိုင်ပွဲစုံ16ပွဲမှာတင်းကို၅ခုနဲ့ဂိုးဖန်တီမူ၄ချိန်ပြုလုပ်နိုင်ခဲ့တာပါ။ဒါပြင်ယမဟာစပိန်လေးစဉ်အသင်းအတွက်အသက်16နှစ်အရွယ်မှာကိုစားပြုကစားခွင့်ရရှိခဲ့တယ်လို့ယူရိုပြိုင်ပွဲကိုလည်းဝင်ရောက်ကစားခွင့်ရရှိခဲ့တာပါ မက်ဆီနဲ့ဆီရိုနယ်ဒိုတို့ကတော့အဲ့ဒီအသက်အရွယ်မှာလေရွေးစင်အသင်းအတွက်ကိုစားပြုခွင့်ကစားခွင့်တောင်မရရှိခဲ့ပါဘူး။ပြီးတော့လေရွေးစင်အသင်းကြီးနဲ့အတူနိုင်ငံတကာအောင်မြင်မှုကိုလည်းမက်ဆီနဲ့ဆီရိုနယ်ဒိုတို့ဟာအသက်30ဝန်းကျင်မှသာရရှိခဲ့တာဖြစ်ပြီးရမားကတော့အသက်16နှစ်အရွယ်မှာပဲယူရိုပြိုင်ပွဲချန်ပီယံဆုစကူးနိုင်ခဲ့တယ်လို့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးအသင်းမှလည်းပါဝင်ခဲ့တာပါရမဟာဒီယာတီမှာလည်းဘာစီလိုနာအသင်းနဲ့အတူတရားတီအတွင်းဖလားသုံးလုံးချန်ပီယံအောင်မြင်မှုကိုရယူနိုင်ဖို့နှိစက်နေပြီးအသင်းရဲ့အဓိကကစားသမားအဖြစ်အောင်မြင်မှုတွေဆက်လက်ရယူနိုင်ပွဲရှိနေပါတယ်။ပြီးတော့ရမအနေနဲ့အခုအသက်အရွယ်မှာဘလွန်ဒီယောဆူအတွက်ဇဂါတင်စီရင်ဝင်နိုင်တဲ့အခြေအနေမှာလည်းမက်ဆီနဲ့ဆီရိုနယ်ဒိုတို့မလုံနိုင်ခဲ့တဲ့အရာဖြစ်နေပါတယ်။